တတင်းငယ်တွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်ကနေ14ရက်နေ့တော်တွင်မှာစမ်းပွဲမယ်စုပေါင်းလုပ်ငန်းကျူပေးမယ်အမျိုးသမီးမိတ်ဆွေကြီးသူအကြီးကဲသူတို့မှာကောင်းသောကုသရမယ်စုပေါင်းတွဲပဲ့တို့သောလုပ်ငန်းတို့မှာကောင်းသောကျိုးစေရမယ်ကလာရှိကြဆိုင်ရထားတဲ့လူတွေအစီအပြေမယ် ရတတ်တဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ်။ခက်ခဲတဲ့ကိစ္စပြေလည်အောင်ဆောင်ရွက်နိုင်တယ်။မိမိဘောမှာကောင်းသောအကျိုးပေးသောသူများနဲ့တွေ့ပြီးအတူပြည့်စုံခြင်းဘဝတွေ့တဲ့ခြင်းဖြစ်စေ။ကိုယ်ပိုင်ယက်တီချက်တဲ့လောကကျေတို့ရဲ့ကောင်းသောဂျုံကျေစုကိုအစကစားရရှိမယ်။ဆင်းရဲနေရတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းတွေ့တဲ့ခြင်းမကြောင်းဘူး။အတူပြည့်စုံမယ်။ ကိုရည်နေမှာခီးကိစ္စအပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ်။ဆယ်ရည်နေကနေုံလားပြည့်နေဖြစ်တယ်။အဲ့ဒီနေ့မှာအချိန်ကာလမရွေးပတောက်ပင်တို့ကို စိုက်ပျိုးရန်ကြက်ဖြစ်တယ်။ခြံတောင်၄တောင်မှာပတောက်ပင်ကိုအကမ်းလိုက်စိုက်ထားလိုက်ပြီးတော့ရှင်သန်စီခြင်းဖြင့်လုံခြုံရင်းရမယ်။ကောင်းသောကံကြမ္မာတွေရမယ်။နောက်မိမိ တော်ပင်တို့ကိုစိုက်ပျိုးခြင်းဒါနပြုခြင်းဖြင့်လည်းထူးခြားတဲ့အစွမ်းသတ္တိရှိစေတဲ့တသမာတိကိုလည်းရစေတယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေနေဖြစ်တဲ့အဲ့ဒီနေ့ညနေ၃နာရီချိန်မှာစီးပေနေပေရဲ့ရှစ်တောင်ကိုင်းကနေစီးကိုင်းကိုဖြတ်ပြီးရှစ်လက်မှာလျှောက်ဖြတ်အခောက်ခွာပြီးရွှေရောင်လေးတုပ်ပြီးတော့လက်ပွင့်ကပ်ပွင့်စေတဲ့စီးရဲ့ပြည့်ဆောင်ယူနိုင်တယ်။၁၇ရက်နေ့မှာ လုံးစုံကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံပေါ်ပဲဒါပေမဲ့ရန်နဲ့ရှင်ပြီးလောရမယ်။စနေရနေ့မှာဒါကြောင့်ဖြင့်ထွင်ပြီးလောက်တာအဆင်ပြေတယ်ဘဝတွတ်တက်မယ်။စသောရနေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။ဒီပိုင်းနဲ့တည်းတစ်ခုတည်းမကတဲ့လူကိုလောရတတ်တယ်။စက်လေးရနေ့မှာမူလစီစဉ်တာတမျိုးလက်တွေတမျိုးဖြစ်လေကစားမိမိရည်မှန်းချက်နဲ့လူသားချက်တရားတော်ကို ကောင်းစွာကြိုးပေးခြင်းနဲ့တွတ်တက်ခြင်းဖြစ်ကုန်ဖန်တီးနိုင်နေပေ။တပတ်တာတွင်တင်းနှံလာနေသောကြံနေကနေမွေးစုတွေကောင်းကြိုးပေးပြီးခြားသာပရိနေစနေနေမွေးစုတွေဒုက္ခပေးရပါလေ။ခြောက်ခုကိုကနန်းနေကြိုးပေးပါလေ။အပြာရောင်ပန်းရောင်နှုတ်နေရောင်တို့ကိုသုံးဆွဲရမှာဖြစ်ပါလေ။ကောင်းသောကံကြမ္မာနဲ့တွတ်တက်ခြင်းများရစေရန်ပန်းရောင်ဤစီပွင့်တို့ကိုဘုရားကတူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါ တင်းနေလာနေပွေးသူအားလုံးမင်္ဂလာပါဂျူလရှေ့ရကန်နေ14ရက်နေ့တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိပဲရည်မှန်းချက်သိအောင်မြင်ပဲဒီမျိုးခွဲအကျိုးပြပဲခီးကိစ္စဆင်ပြပဲပစ္စည်းပြောက်တတ်တဲ့ရှင်ကြီးလူများနဲ့စကားများတတ်တဲ့ဒီမျိုးခွဲကပြားများနဲ့အကျိုးပြတဲ့ချမ်းအကအခန်းကိစ္စအတွက်စကားပြောရတဲ့ ။နေရာပြောင်းရွှေ့မှုနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်မှုအောင်မြင်မယ်။စီမံချက်တွေကိုလက်တွေ့ကောက်ထည့်ဖို့နိုင်တယ်။ရှင်းတန်းတဲ့လုပ်တွေပြန်လဲစတင်နိုင်တယ်။ဝေကြီးပေးယူကိစ္စတွေမှာတတိနဲ့ဆောင်ရွက်ရမယ်ခန္ဓာကိုယ်ကြားရောက်တယ်။ရှင်းရည်နေမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။မိမိစန္ဒရည်ရွယ်ချက်တွေကိုရှေ့ထုတ်လို့ရအစီအပြေမယ်။ကိုယ့်ရည်နေမှာ ဝိတိလက်လာဘကံဥ္စာကံတိုးတဲ့ချိန်ညီမချင်းအောင်မြင်ခြင်းရှိဆယ်ရည်ဤဟာရာရာအတိုက်ခံနေနဲ့ရှင်ပြီးတော့ဉာဏ်နောက်စစ်တည်နဲ့ကျုံတွေ့ရတဲ့ဖြစ်ဆယ်ရည်ဤမှာပတောက်ပင်ဆက်ပြုတ်ရနေဖြစ်တဲ့ခြံဝင်းတဲ့နေဒီများခြံတော့၄တော့မှာပတောက်ကိုင်းတို့ကိုထိုးပြီးတော့ဆက်ပြုတ်ထားတာ ခြားသူတွေအတွက်လည်းရေနိုင်ဖြစ်စေအိုးနဲ့ဖြစ်စေပတောက်ပင်ကိုစိုက်ပျိုးပြီးတော့ကိုယ်အနိဗ္ဗာန်မှာထားရှိပါထူးခြားတဲ့အနေထားတွေရှိလာပါလိမ့်မယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တဲ့နေ့ဖြစ်တဲ့ဆယ်ရည်ဂျူန်ရည်တော်တဲ့အချိန်မှာ ဈီးပင်တပေရဲ့ရှစ်တောင်ကိုင်းကတည်းဈီးကိုင်းကိုဖြူပြီးတော့ရှစ်လက်မာလျာဖြတ်အခောက်ခွာပြီးရွှေရောင်ထုတ်ပြီးတော့ဆောင်းမှာကျောင်းမပွေပွဲပွင့်စေတဲ့အဆောင်ဖြစ်လာတယ်။စတေးနေမှာရေးပါတဲ့ပြောင်းလဲမှုနဲ့တွေ့တဲ့မှုတွေရှိပဲ။ရှင်မန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့နိုင်မယ်။စတေးနေမှာရတ်တဲ့လူတွေပြန်လဲစတဲ့နိုင်တဲ့ပိတ်တဲ့ကြောင့်ဒီကိုပြပွင့်မယ်။ ဆက်ဆောင်ရည်နေသူတို့ကြာကြာကောင်းကြီးကံနဲ့စူပေါင်းတို့ကကြိုးပြခြင်းဘဝတိုးတက်ခြင်းဖြစ်ရှိ14ရည်နေမှာရှင်ပြဲမှုအောင်ခြင်းနဲ့မူလနေထာနေပုံမြင့်တဲ့ခြေတွေကောင်းကိုကြောင်းနေတိုးတက်သောအတေထာနဲ့ကောင်းသောကံကြမှာကြိုးပြမှုအစစ်စစ်ရရှိသာသာပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းကျိုးပေးတဲ့တနည်းနဲ့တင်လာမွေးသူတွေဒုက္ခပင်တဲ့ မြခုကိုကနန်းနေချိုးပြီးအဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝစ်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပိုက်ဆိုင်ရင်ထဲမှာဖဲချိုးစိမ့်တစ်ခုကိုထည့်ပြီးတော့ရှင်ဝိနတ်သာပြန်ပြီးလူလက်ဆောင်ထားပြပါသူတို့ကြာကြာကောင်းခြင်းနဲ့ချိုးပြီးခြင်းကံရှိတာပါယေရှုတင်ပါတယ်အင်္ဂါနေ့မွေးသွားလုံးမင်္ဂလာပါ2020မှာ ဇွန်လ၈ရက်ကနေ၁၄ရက်နေ့တွင်တည်ရှိနေတဲ့ကာလအတွင်းရံများမယ်တိုက်ခတ်များမယ်တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တည်ဆောင်နေမယ်အာမခန္ဓာတောင်းယူတာမလုပ်ပါနဲ့ဝေတိအပေးယူကိစ္စတွေမှာငင်းပွားတတ်တဲ့စင်းစရာရှုပ်ထွေးများကြာမဝင်ပတ်သက်ရတတ်တဲ့ရသည်ရတတ်တာတွေကြကြမယ် ကိုယ်နာမည်သိခါထိခိုက်အောင်တိုင်းတံပြောဆိုဆဆွဲသူတွေတွေ့တတ်တယ်။အကျဉ်းမှမှုတွေကိုဖြေရှင်းရတတ်တယ်။သူတပားပြဿနာကိုပြဿနာဖြစ်တတ်တယ်။စေတနာဝေဒနာဖြစ်တတ်တယ်။အိမ်တွင်းမှုရှိတယ်။အိမ်မှာမကြခဏပฏิပက္ခများခြင်းစကားများခြင်းစိတ်နှောင့်ရှင်များခြင်းတွေရှိတယ်။ရှင်းရနေရတော့အညာဆိုးနှွမ်းမှုနေတဲ့ရက်တစ်ခုဖြစ်တယ်။ကိုယ့်ရဲ့နေ့မှာတော့အရာရာဆင်ပြေတယ်။ ကောင်းသောကံနဲ့တုတ်တက်ခြင်းတွေရှိမယ်။ဆယ်ရည်နှစ်မှာဥတီချက်စစ်တွေလုပ်ငန်းစစ်တွေလုပ်ကိုင်းပြီးတော့အရာရာဆင်ပြေမှုနဲ့တုတ်တက်မှုတွေရှိမယ်။ရှင်မန်းချက်စစ်တွေအောင်မြင်မယ်။အဲ့ဒီကနေုံလားပြင်းနေတယ်ဖြစ်တဲ့လားပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။အဲ့ဒီညနေ၃နိုင်ချိန်မှာစည်းပင်တပင်ရဲ့ရှေ့တောင်ခိုင်ကတည်စီကဲကိုဖြတ်ပြီးတော့ ရှင်းတဲ့မှာတရားဖြတ်ခောက်ခွာရွှေအောင်တော့ပြီးတော့ရောင်းဝယ်စီးပွားလုပ်တဲ့နေရာမှာအဲ့ဒါဒီထားရှိပြီးတော့လက်ခံလက်ပွင့်စီရင်စီရင်ဆောင်ရွက်ပါအဲ့ဒီနေ့ပဲအယုံလာပြည့်နေ့နေုံလာပြည့်နေရာပထောက်ပင်ဆက်ရမယ်ခြံဝင်းကျယ်ဒီမှာခြံတော့၄ခုမှာပထောက်ခိုင်းကိုစိုက်ပြီးစိုက်ပြထားနောက်ပြီးတော့ဒီတစ်ခုမှာပြည့်စီဦးထဲမှာပြည့်စီပထောက်ပင်ဆက်ထားတယ် အဲ့ဒီမှာစိုက်ပျိုးတဲ့ပတောက်ပင်တွေမှာကျူးရတဲ့ဆွမ်းသက်တိရှိပြီးတခိုးတမြဘေးရနေကင်းတယ်အိမ်မှာထားလို့ကောင်းစတည့်ရနေရတော့အရာရာစင်ပြေသောကံနဲ့အလိုပြည့်ခြင်းတိုးတက်ခြင်းတွေကိုရရှိမယ်စတည့်ရနေရမူလစီစဉ်တာနဲ့လက်တွေ့ကြွားမယ်ပြီးမှစင်ပြေသွားဆယ်သုံးရက်နေရအရာရာတိုက်ခတ်နေကြုံပဲပြီးမှအဆင်ပြေ။ဆယ်လေးရက်နေရအပြောင်းလဲနဲ့တိုးတက်မှု စစ်တေကိုဖန်ပြီးဝင်ရှိတဲ့အနေထားနဲ့ကြောက်တယ်။ဇာသာပတိနဲ့ဗုဒ္ဓနဲ့တင်းလာနေဝိသုတွေကောင်းကျိုးပေးတယ်။တင်းကွေနေအင်္ဂါနေဝိသုတွေဒုက္ခပေးတတ်တယ်။နံပါတ်၁၅ကိုကနံကျိုးပေးတယ်။အစိမ့်ရောင်ဖြူရောင်အပြာရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအိမ်ဒီပါမှာရှိတဲ့ အသက်ရွယ်ကြည်သူတို့ကိုစေဝါဒုဌာနဖြစ်ပေပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ6ရက်နေ့ရက်နေ့14ရက်တွင်အပြောင်းလဲတဲ့ဒုတက်မှုရှိပဲညီမချက်သိအောင်ပြင်ပဲငွေကြေးကန်ကောင်းပဲအပြောင်းလဲသစ်တွေမှာအိန္ဒိယလုပ်ငန်းတွေကဆက်ဆက်တင်ဝင်ခြင်းအကုန်လုံးပြောင်းလဲမှုရှိသွားတခါမှမလုပ်ဘူးတဲ့လို့လှုပ်ရသေးတယ်။ဆုံးဖြတ်ချက်တွေမှန်မယ် စီမံချက်တွေအောင်မြင်မယ်ခက်ခဲလုံးကြော်လာနိုင်ဘူးဥတီလိုက်တဲ့အတိုက်ခံစီမံမဖြစ်မနေလို့မှုကြောင့်ဆုံးမအောင်မြင်သွားမယ်ချက်ချင်းဆုံးပြတ်ပြီးရှေ့တွန်းလုပ်ခဲ့တာကောင်းတယ်စဉ်းစားလေတွေးဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာတွဲသွားတာခွေကောင်းတွေလက်လုံးကျဖြစ်သွားတာမျိုးကြုံမယ်ချက်ချင်းဆုံးပြတ်ဆုံးပြတ်ချက်မှန်းကုန်မှန်ရမယ်ဒီကလာအတွင်းမှာ ရှင်းရင်ညတော့အရာရာစင်ပြေသောနေတိုင်းနဲ့တွေ့တဲ့တဲ့ကံတွေပေါ်ပြီးတော့တို့ရပြည့်စုံမယ်။ကိုရဲ့နေ့မှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲများဖြေရှင်းနိုင်ခြင်းကိုကြောက်မယ်။ဆယ်ရည်နှစ်အရာရာစင်ပြေသောနေ့တစ်ခုဖြစ်တဲ့လာပြည့်နေ့နေုံလာပြည့်နေ့အဲ့ဒီမှာပတောပင်ဆိုင်ရတယ်။ခြံကျဲတဲ့သူတွေခြံတော်လေးခုမှာစိုက်တာ။တမရသခိုးဘေးဥပ္ပတ်ရဲ့ကင်းတယ်။နောက်အင်း ိုးနဲ့ဖြစ်စေရေတွေဖြစ်စေဘလောက်ပင်တပင်ရှေ့မှာဆိုင်နေရထူးခြားတဲ့ကံတွေဖွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ်နေုံလားပြင်းတဲ့ဘလောက်ပင်ဆက်ရတယ်ထူးခြားတဲ့အစွမ်းရှိတယ်ဘလောက်ပင်ဆိုင်တဲ့ရက်ဒီတစ်နှစ်လုံးမှာမှတည့်ရဖြစ်စေအဲ့ရက်မှာဆိုင်တယ်ထူးခြားတဲ့ကံကိုရှိတယ်တော့လာပြင်းနေတဲ့ကံလေးနဲ့တိုက်ဆိုင်တယ်လက်ပွင့်ရန်ကောင်းစီတဲ့ရည်ရည်အစီရင်လုပ်လို့ရတယ်။ညနေ3:00မှာတော့အမယ်10နှစ် ကျွန်းတစီးပင်တပေရဲ့ရှေ့တောင်ကန်ကဇီကန်ကိုဖြတ်ဇီကန်ခဲတဲ့လုံးသာသာလောက်ဆိုဆိုရတယ်ရှေ့မှာတရားဖြတ်အခောက်ခွာရွှေရောက်တော့လက်ပွင့်ကပွင့်စီတဲ့အဆောင်ဖြင့်ဆိုင်တို့အလုံးညာတို့မှထားရောင်းညင်တာရှိထိတွေ့ပြီးအမြန်ထွက်စီတွင်စီဆိုရောင်းထွက်တယ်လက်ပွင့်ကပွင့်စီတာ၁၇ရက်နေ့မှာတော့အင်းနေ့မှာ ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိပဲဒီပြိုင်နယ်တဲ့တခုတည်းမကတဲ့လို့တည်လို့ရစနေရနေ့လူယုံဒုက္ခပေးမယ်ပြီးမှလူရဆင်ပြေမယ်ဆက်သောရနေ့ငွေချေးကလက်လာဘကစီဘကံကောင်းဆက်လျက်နေ့မှာရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝတိုးတက်တဲ့ကံနဲ့အရာရာဆင်ပြေခြင်းအောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကိုဖြစ်ပေါ်စေတဲ့ကံကြမ္မာကောင်းတဲ့တိုးတက်မှုကောင်းတွေကို ရရှိမှာဖြစ်တယ်တနည်းလာရင်ကစနေမွေးသူတွေကောင်းကျိုးပေးတယ် တောက်ကြံနေတနေ့ကနေနေဝဲသူများကြောင့်စိတ်နောက်ရှက်ပြတ်တတ်တယ်။ရှစ်ခုကိုကနန်းနေကြိုးပေးပါတယ်။အနဲ့ရောင်ပြာရင်ရောင်မိခိုးရောင်ဒီရောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။ရှင်မကြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကောင်းခြင်းကံတွေရဖို့အတွက်အနီရောင်ပန်းပွင့်ဖျားသူပြီးလိုရာဆုတောင်းပေးပါဆုတောင်းပြေးပါလိမ့်မယ်။ယေရှုတည်ပါတယ်။ဇာသာပတိနေဝဲသူအားလုံးမင်္ဂလာပါ။2025ဇွန်လ ရှင်းရနေရနေ14ရက်နေ့တော်တွင်မှာလက်ပွေမယ်ကံကောင်းမယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်ငွေကြေးကံကောင်းမယ်အလောကံစီဝါတိုးတက်မယ်ရှင်ပြန်မှုမပြောင်းအောင်မြင်မယ်ရှင်ဆွေဘုရားနေပုံမြင့်တဲ့နေတော့ကိုပြောင်းတိုးတက်ပြီးတော့လိုရာစန္ဒမှန်သမျှကိုတိတိကျကျခံရမှမှလက်တွေ့ကျကျလောကံကျိုးပေးလိမ့်မယ်လုပ်ငန်းဝင်ငါသူတွေဝင်ဝင်လုပ်ငန်းတိုးတက်မယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေရည်ရည်မြုံနံမှန်မှန် ကောင်းသောအကျိုးများရမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်တွေကိုမှတ်မယ်ပညာရှာသူများလိုရာပြည့်စုံမယ်ရှင်းရနေ့အရာရာဆင်ပြေပြီးတွေ့တဲ့တဲ့နေ့ကိုယ့်ရဲ့နေ့ယံပတိဘက်ကရင်နဲ့ကြုံမယ်ဆယ်ရနေ့အဟောင်းနေ့သစ်ပြန်ဖြစ်မယ်ပြဒနာဟောင်းနေ့ဖြစ်ရှင်းနိုင်မယ်ရဘယ်ကွေဟောင်းနေ့ပြန်ရမယ်ဆတ္တရနေ့ထူးထူးခြားခြားပြဒနာနှစ်ခုဖြည့်ရှင်းပြီးဆင်ပြေသွားနိုင်တယ်တပြိုင်တည်းတည်းတစ်ခုနဲ့မကလည်းတို့ကိုလုံးလို့ရတယ်ဆန်နီရနေ့တပါသူအောင်အောသောအောင်လုံးနိုင်တယ် ဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကိုပြန်အောင်လုပ်လို့ရတယ်။ဆက်သွန်းရနေ့မှာနိုင်ကိစ္စအခက်အခဲကိစ္စတပါးစုကြမ်းပိုင်ကိစ္စတွေလိုက်လံကူညီရတတ်တယ်။ဆက်လေးရနေ့မှာပေါ်ပေါက်လာတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုယ့်အတွက်အထူးတလဲကောင်းတဲ့နေတာကိုရရှိမယ်။ဒီကာလအတွင်းဂျူလ10ရက်နေ့မှာထူးခြားတဲ့စွမ်းသက်တည်းနှစ်ခုရှိနေတယ်။ဂျူလ10ရက်နေ့ကနေုံလပြည့်နေ့နဲ့တိုင်ဆိုင်တယ်။နေုံလပြည့်နေ့ဟာပဒောက်ပင်စိုက်ပျိုးရတဲ့နေ့ဖြစ်တယ်။ပဒောက်ပင်ကိုစိုက်ပျိုးခြင်းဖြင့် ထူးထူးခြားခြားကောင်းတယ်တနှစ်မှမှတည့်ရဲ့ပတောက်ပင်ကဒီရက်မှာဆက်ရင်တကိုးရှိတယ်ခြံဝင်းရှိတဲ့သူတွေခြံတောက်နေတော့မှပတောက်အကိုင်းနဲ့ထိုးပြီးဆိုက်လိုက်တခိုးတည်းမြရရကင်းတယ်အနေကင်းဘေးရှင်းတယ်ဘေးဥပကင်းတယ်အိမ်နေမှာလဲအိုးနဲ့ဖြစ်စီမြေမှာဖြစ်စီနေရခက်ခဲရှိရင်လဲစိုက်ထားပေးပါတပည့်အပင်ကြီးလာရင်တော့ဘုန်းကြီးကျောင်းတူလိုက်ပေါ့ ရှိသမျှကာလပတ်စိုက်ထားသမျှကာလပတ်ငါနေခဲ့တယ်။နောက်ဆယ်ရက်နေ့ဂျူညက်ထူးခြားချက်တစ်ခုကလာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ရင်လက်ခေါ်လက်ကောင်းလက်ပွင့်စေတဲ့အစီရင်ညနေ3နာရီချိန်မှာဇီးပင်ရဲ့အရှိတောင်ကိုင်းကဇီးကိုင်းခဲတာလုံးသားသားလက်ညှိုးလက်မသားသားခိုင်းကိုဖြတ်ရှစ်လက်မလျားဖြတ်ပြီးအခောက်ခွာရွှေရောင်တုတ်ပြီး အလုံးနေရာဝင်းကျင်နေရာမှာထားထားလိုက်ပါ ရောင်းကျင်တာရှိတို့ပြီးအများထွက်စေဆိုရင်ရောင်းကောင်းဝယ်ကောင်းဈေးခေါ်ကောင်းနဲ့အစီရင်ရလက်တွေ့ဆန်းသက်နိုင်တယ်ဒီကလာတော်အတွင်းမှာအဓိကလူတွေနဲ့ဆက်ဆံတဲ့ကံမှာတနင်္လာအင်္ဂါဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေဒုက္ခပေးတတ်တယ် ရှစ်ကိုခွန်ကနန်းနေကြိုးပေးတယ်။အပြာရင်ရောင်မိခိုးရောင်တက်ပြောင်နေသောရမယ်။ရွှေရောင်တွေကြိတ်တစ်ခုနဲ့ငွေရောင်တွေကြိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးပိုက်ဆိုင်ထဲထဲဆောင်လိုက်ပါ။ထူးခြားစွာကောင်းလာပါမယ်။ယေရှုတည်ပါ့။တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဇွန်လ၈ရက်နေ့ကနေ၁၄ရက်နေ့အတွင်းကာလပါ တိုင်ခံရအားလုံးကိုကြော်ပြီးဘဝတွတ်တဲ့မယ်ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောက်တဲ့ပေါ်ပြီးအောင်မြင်မှုရဲ့နှစ်သာရကိုရရှိနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီး ရှေ့တို့လုပ်တဲ့ကိစ္စအစဉ်ပြေမယ်ဆုံးဖြတ်ချက်ချမှတ်ထားတဲ့ကိစ္စတရားတွေကောင်းသောကျိုးဆက်နဲ့တွတ်တဲ့မှုရရှိသွားမယ်ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေရှင်မန်းချက်စစ်တွေကိုအလုံးစုံအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့နေထားနဲ့တွတ်တဲ့ကံတွေပေါ်ပေါက်မယ် ရှင်းရနေမှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးဘဝတွတ်တဲ့မယ်ကိုရနေမှာရပိုင်ခွင့်ဟောင်းတွေပြန်လဲတောက်ဆွနိုင်တယ်။ဆယ်ရနေမှာငွေကြေးကိစ္စလုံးသမျှစင်ပြေမယ်။ဆယ်တရနေမှာအပြိုင်ဆိုင်ကြားမှာတွတ်တဲ့မယ်ငွေကြေးလက်လာပါဘဝတွတ်တဲ့မယ်။ဆယ်နှစ်ရနေမှာရှာတိုက်ခံကြားမှာတန်လန်းပေါ်ခြင်းကကြားလုံးဖြစ်ရှင်းနိုင်ခြင်းနဲ့တွတ်တဲ့ခြင်းရှိ။ဆယ်သုံးရနေမှာ လူယုံဒုက္ခပေးတဲ့လူလိန်ဒုက္ခသတိတာ။ ဆက်လေးရနေ့မှာရှင်ဒီမျိုးနံဆောင်ရွက်တဲ့ကိစ္စမှန်သမျှမှာကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိမှာဖြစ်ပါတယ်။ဒီကာလအတွင်းဆယ်ရနေ့မှာထူးခြားတဲ့ကောင်းခြင်းစီရင်တဲ့ထူးခြားတဲ့ကံဆောင်ရွက်ရမယ့်ကိစ္စလည်းရရှိတယ်။ဆယ်ရနေ့ဂျုံညာနေုံလားပြည့်နေတဲ့တိုက်တယ်လေ။နေုံလားပြည့်နေမှာပထောက်ပင်ဆိုက်ရတယ်။ဆန်တော့နေမှာဆိုက်တိုင်းနေဆိုင်အိမ်နေမှာ နေချပြီးပင်ပေါင်းဆိုင်ဆိုင်ဖိုးနဲ့ဆိုင်ဆိုင်အနည်းငယ်နဲ့ဘေးရှင်းနဲ့ထူကြတဲ့ဖုံးကန်တော့ပါခြင်းရာဓမြအနည်းသကုတ်အနည်းကင်းမတော့ပင်နေရာနေုံလားပြည့်နေမှာပဲဆက်ရတာဒီနေ့မှမတည့်ရတယ်နောက်အဲ့ဒီဆယ်ရက်နေ့ကျူနေုံလားပြည့်နေရာအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်လားပြည့်နေအင်္ဂါနေ့နဲ့တိုက်ဆိုင်လက်ပွင့်ကံပွင့်စီတဲ့ရှင်လို့လို့ရတယ် ညနေ3:00ချိန်မှာတော့ရတယ်။စီးပင်တပင်ရဲ့အရှိတောင်ပဲခိုင်းနေရလက်မလုံးသာသာတညိုးလုံးသာသာတောင်ရှိတဲ့ဈေးကဖြတ်ပြီးတော့ရှင်းတဲ့မှနေရာဖြတ်ပြီးတော့ခောက်ခွာရွှေရောင်တုတ်ပြီးတော့အစီရင်ပြစ်ထားရှောင်းကျင်ဝဲကျင်အဲ့ဒါတွေထိတွေ့ပြီးတော့လက်ပွင့်ကပ်ပွင့်ပြီးတားကောင်းတယ်။နောက်ဒီကဏ္ဍတော်တွေမှာတင်းလိုက်အင်္ဂါဘုဒ္ဓဝိသုရိကိုချိုးပြီး စနေနေ့ဝေးတဲ့သူတွေတနေ့ကနေနေဝေးတဲ့သူတွေကြောင့်ဆစ်ရှုပ်တင်သာကုက္ကနဲ့ကြိုးပြီးနေအဝါရောက်၄ဘောရောက်နှုတ်နေအောင်နေဝေးပြီးလုံးရှိရဆောင်ရွက်အဝါရောက်ပန်းဝင်ဖျားကတ်တူပြီးလိုရာဆူတောင်းဆူတောင်းဖြစ်ကျေးဇူးတင်ပါတယ်စနေနေ့ဝေးသူအားလုံးမင်္ဂလာပါ၂၀၂၅ ဂျူနာ၈ရက်နေ့တည်းစပြီးတော့၁၄ရက်နေ့တော်တွင်မှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ဝေကြီးကံကောင်းမယ်လက်ပွေမယ်အတိုင်ခံကြမှာတိုးတက်မယ်ဆောင်းရသမျှထူကြတဲ့ကံပွေမယ်အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးမိမိဘဝရဲ့တန်ဖိုးပေါ်ပေါက်မယ်သူတပားမထင်မှတ်ထားတဲ့ကိစ္စတွေကိုကိုကအောင်မြင်လို့ခံဆောင်ရဲ့အကျိုးပေးတဲ့ကံကဖြစ်တဲ့ကိုလုံးသမျှ ခီးရောက်ပြီးကြိုးရှိတဲ့ကံနဲ့တွတ်တက်ခြင်းတွေချုံရှင်းရနေမှာရာရာဆင်ပြေပဲတွတ်တက်မယ်ကိုယ့်ရနေမှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်ဆင်းရနေမှာချိုးကြတဲ့ပြောင်းလဲမှုနဲ့တွတ်တက်မှုတွေရရှိမယ်မိကောင်းဆွေကောင်းထောက်ခွင့်ရမယ်ဆတရနေမှာခီးကံကောင်းမဲ့ပြောင်းလဲတဲ့တွတ်တက်မယ်ဆန်းရနေမှာငွေကြေးလုပ်ငန်းစီးပွားဘဝတွတ်တက်မှုစစဉ်ရ73ရက်နေမှာခီးကိစ္စအောင်မြင်မယ် မြေခွဲအကျိုးပေးမယ်။ရန်နဲ့မတော်စတိခဲ့ဘူးဒီကျူဆက်။14ရက်နေ့မှာတော့ပေါ်ပေါ်လာတဲ့ခြေတွေကိုလက်တွေသုံးချပြီးတော့ဘဝရည်မှန်းချက်နဲ့လူလားချက်တွေကိုလက်တွေဆောင်ရွက်နိုင်တယ်။ဒီကာလအတွင်းဂျူနာ10ရက်နေ့ဟာမြင့်မြတ်သောထူးခြားတဲ့အစီအစဉ်တွေလုပ်နိုင်တယ်ရက်ဖြစ်တယ်။နေုံလားပြည့်နေ့အိန္ဒိယပတောက်ပင်ဆက်ရတဲ့နေ့ဖြစ်တယ်။နေုံလားပြည့်နေ့ကတစ်နှစ်လုံးမှာမှာ ပတောပင်ဆက်ပြောရင်ရက်ကောင်းရက်မြတ်ဖြစ်တယ်။အဲ့ဒီမှာဆက်ပြောတဲ့ပတောပင်တွေဟာပဝင်းကျင်ကိုထိန်းသိမ်းပေးတယ်။ဉာဏ်အန္တရာယ်ကင်းအောင်ဆောင်ရွက်ပေးတယ်။ခြံနေမှာတောင်းနေမှာဆက်ရတယ်။အဲ့ဒီမှာလည်းဆက်ပြီးတော့ဒီရှိမှာထားပေးတယ်။ထူးခြားတဲ့ကံတွေစင်ပြေမှုတွေရှိလာတယ်။နိုင်ရီဆယ်နှစ်လပြည့်နေ့နဲ့ငါးနေ့နဲ့တိုက်တဲ့နေ့ဖြစ်တော့ညနေ၃နာရီချိန်မှာဈေးပင်ရဲ့အရှိတောင်ကိုင်းကိုင်း ဈေးကိန်းတကိန်းဖြတ်ပြီးတော့ရှင်လမာတရားဖြတ်ခောက်ခွာရွှေချပြီးတော့အဆောင်အနေနဲ့လက်ခေါ်တဲ့ဆောင်းနေတဲ့ဆိုင်မထားရောကောင်းဝေကောင်းစတေးရနေ့ဒီကာလအတွင်းလူများနဲ့ဆက်ဆက်တဲ့ကဏ္ဍမှာတနင်္လာနေ့တောက်ကြနေ့စနေနေ့ဘွေးသူတွေကောင်းကျိုးပေးတယ် ။တနင်္ဂနွေနေ့ဘုသူနေ့ဝေသူများကြောင့်စိတ်နှောက်ရှစ်ဖြစ်တတ်တယ်။တလီကိုကနန်းနေကြိုးပေးပါရဲ့။အညိုရောင်ပြာရောင်မိခိုရောင်လိုကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။သွာလာစဉ်ကလာတွင်တွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုတူတန်းချင်းပြုပေးပါကျေးဇူးတင်ပါတယ်